Good day to my fellow students. My name is Modu Jo. I'm here to discuss the topic of Unit 8 Reading Renewable Energy Part 1. Unit 8 Reading မှာဆိုလို့ရှိရင် Renewable Energy ပြန်လည်ပြဖြုံးမြန်ဆွမ်းအင်လေးကြောင်းကိုဆရာတို့လေ့လာကြရအောင်ပါ။ဒီမှာတော့ဒါအသင်္ကန်းစာရည်ရွယ်ချက်ကတော့ဒီ renewable energy ပေါ့လေဒါတွေက ဆရာတို့ရဲ့ပတ်ဝန်းကျင်အတွက်ကိုဘယ်လောက်ထိအရေးပါလဲဆိုတာကိုသိစေချင်တာရယ်ပြီးသွားတဲ့အခါကျတော့ဒီစာပိုင်းမှာတုံးထားတဲ့စလုံးတွေရဲ့ grammar အသုံးနှုန်းတွေကိုတော့တမီးတို့သိရှိနားလည်ပြီးတော့မှကိုယ့်ရဲ့ရှေ့ဆက်အင်္ဂလိပ်စာအရေးသားတွေမှာထည့်သွင်းပြီးတော့သုံးထားအောင်ရယ်ပြီးသွားလို့ရှိရင်တော့ဒီစာပိုက်ကိုဖတ်ခြင်းအပြင် reading skill တွေပိုကောင်းလာမယ်ပြီးတော့ဒီဟာရဲ့ idea ကိုယူပြီးတော့မှကိုယ်တိုင်စာပိုက်တွေရေးသားနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဆရာသင်ပေးပါတယ် reading မလာခင်မှာသူက pre-reading မေးခွန်းလေး၄ပုဒ်ပေးထားတယ် ဆယ်ရိုးအဲ့ဒါလေးအရင်ကြည့်လိုက်ရအောင် Number 1 Do you use a lot of electricity at home? အိမ်မှာလက်စစ်တာအသုံးတာများလားတဲ့ And how? ဘလို့ပုံစံမျိုးသုံးလဲပေါ့လေအိမ်မှာလက်စစ်တာအသုံးတာ In the future အနာဂတ်မှာဆိုလို့ရှိရင် Do you think you will be using more or less electricity than you do now? အနာဂတ်မှာကိုကအခုထပ်ပိုပြီးတော့များလက်စစ်သုံးတာများမလားနည်းမလားဘလို့ထင်လဲ Why do you think so? ဘာကြောင့်အဲ့လိုတွေးတာလဲ Number 3 how do you understand by the word renewable ပြန်လည်ပြည့်ရှုမြတ်ဆိုတဲ့စလုံးကိုတအားတို့တမိတို့ဘယ်လိုနားလဲလဲ number 4 do you know any renewable energy sources အပြန်လည်ပြည့်ရှုမြတ်ဆိုရင်အရေးမြင့်တဲ့အကြောင်းကိုသိလား if so သိရဆိုလို့ရှိရင် what renewable energy sources do you use at home အိမ်မှာကဘယ်လိုပြန်လည်ပြည့်ရှုမြတ်ဆိုရင်တွေကိုသုံးလေးသုံးထားရှိလဲဒါသူကရပီရီတင်မိကွန်လေးတွေမိထားတာပေါ့နော်ဆရာတို့စာပိုက်ကိုစာပြီးတော့ကြည်ပါမယ် we need energy sources for our cars, trains, planes, machines, appliances, and many other energy consuming vehicles and devices. ဆရာကစွမ်းရင်ကိုဘယ်နေရာမှာသုံးမှုလို့လဲဆိုရင်တော့ကားတွေ၊ရထားတွေ၊လေယာဉ်တွေ၊စက်ပစ္စည်းတွေ၊ကိုအိမ်သုံးပစ္စည်းတွေနဲ့တခြားသောစွမ်းရင်သုံးဆွဲတဲ့ဆရာတို့စီးနေတဲ့ယာဉ်တွေနဲ့ပစ္စည်းတွေပေါ့လေ။ကွန်ပျူတာတို့ပြီးတော့ရှာဝတ်ရှော့ဆက်တို့ရေကက်တက်တာတို့စသဖြင့်ဆရာတို့သုံးတာတွေအများကြီးရှိပါတယ်။ အဲ့လိုမျိုးစွမ်းရင်တုံးဆွဲတဲ့အခါမှာဆိုလို့ရှိရင် we rely mainly on fossil fuels such as coal, oil and gas ရုပ်ကျွေးနောင်စာတွေကိုပဲအဓိက rely ပါလေအဓိကမှိခိုပြီးတော့ရုပ်ကျွေးနောင်စာတွေပဲအဓိက rely ပါလေအဓိကမှိခိုပြီးတော့မှတုံးရတယ်အဲ့တော့အဲ့ရုပ်ကျွေးနောင်စာတွေမှာဘယ်ဟာတွေပါလဲဆိုလို့ရှိရင် coal ကြောင်မီးသွေးဓာတ်ဆီးပြီးတော့တဘာဝဓာတ်ငွေပေါ့လေဒီအသုံးကူပေါ့နော် coal ရယ် oil ရယ် gas ရယ်ဒီအသုံးကူကိုအဓိကထားပြီးတော့မှ ဒီရုပ်ကျွင်းလောင်စာတွေကိုပဲအတိတ်ကမှီခိုပြီးတော့သုံးရတယ်။ And we are consuming the world's fossil fuels at an alarming rate. ဆရာတို့ကပြီးတော့အဲ့ဒီရုပ်ကျွင်းလောင်စာတွေကိုအဲ့ဒါ alarming rate တကယ်ကိုသတိထားစရာသတိပြုစရာနှုံမော်လေ။အရန်ကိုစိုးရွားတဲ့သတိပြုစရာသတိထားစရာနှုံနဲ့သုံးဆွဲနေတာတွေ့ရတယ်။ As a result အဲ့တော့ရလက်ကပါဖြစ်လာလေ။ The amount of carbon dioxide CO2 in the atmosphere is increasing dramatically လူလူရုပ်ကြွေးရင်လောင်စာတွေတုံးတာများလာတဲ့အခါမှာဆယ်လူရဲ့လူလူထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေတွေကလည်းပဲတဖြည်းဖြည်းနဲ့များလာတယ် Burning fossil fuels for decades has been destructive to the natural environment ဒီလိုမျိုးဆယ်စုနှစ်နဲ့ချီပြီးတော့1960 90 80 70ဆယ်စုနှစ်နဲ့ချီပြီးတော့မှဒီရုပ်ကျွေးလောင်စာတွေကိုဆက်ပြီးတုံးလာတယ်ပေါ့လေ1960 90 80 90စသဖြင့်နှစ်ပေါင်းများစွာတုံးလာတဲ့အခါမှာ တဘာပဝန်းကျင်ဒီလည်းပဲပို့ပြီးတော့ပျက်စီးလာတယ်။ Much of the destruction of our environment would not have taken place if these fossil fuels had not been used. ဒီရုပ်ကျွင်းလောင်စာရိတ်စာမတုံးဘူးဆိုလို့ရှိရင်ဒီနေ့ခေတ်တဘာပဝန်းကျင်ပျက်စီးမှုကလည်းပဲတိတ်ပြီးတော့ဖြစ်မှာမဟုတ်ဘူးပေါ့လေသူပြောထားတာက။ In recent years အခုတလောနှစ်တွေမှာဆိုလို့ရှိရင် a great deal of attention has been paid to the dangers of consuming fossil fuels. ဒီရုပ်ကျွင်းလောင်စာတွေသုံးဆွဲတဲ့အကြောင်းမျိုးတွေ့ကြုံရတဲ့အန္တရာယ်တွေကိုလူတွေကသတိပြုမိလာကြတယ်။ Addition ဒါအပြင်ကိုမှ The Earth is running out of fossil fuels ကမ္ဘာကြီးမှာလည်းရုပ်ကျွင်းလောင်စာတွေကနည်းလာပြီးကုန်တော့မယ် which means that there is a need for alternative sources of energy for a use on a wide scale ကမ္ဘာကြီးမှာဒီနေ့ခေတ်ကျယ်ကျယ်ပြည့်ပြည့်နဲ့သုံးဖို့ဒီရုပ်ကျွင်းလောင်စာတွေကအနာဂတ်မှာစိတ်မချရတော့ကုန်တော့မယ်အရေးတွေ့နေရတဲ့အခါကြတော့ဒီစွမ်းရည်သုံးဆွဲမှုအတွက်ကို alternative sources ပေါ့လေတခြားဖြစ်နိုင်ခြေ source တွေကိုလိုက်ပြီးတော့မှရှားတော့တာပေါ့ဆွမ်းရင်တော့ဆွဲတဲ့အခါမှာဆရာတို့ပထမတော့လူကျွန်းလောင်စာတွေအဓိကထားပြီးတော့သုံးနေရကနေပြီးတော့မှတခြားသောဖြစ်နိုင်ခြေရှိတဲ့ဆွမ်းရင်အရင်းမြစ်တွေကိုလိုက်ပြီးတော့ရှားတော့တယ် therefore ဒါကြောင့်မလို့ it is essential for us ဆရာတို့အတွက်ဘာကအရေးပါလဲဆိုလို့ရှိရင် to use renewable energy ပြန်လည်ပြဖြိုးမြှောက်ဆွမ်းရင်တွေကိုသုံးဖို့ကပို့ပြီးတော့မှအရေးပါလာတယ် instead of fossil fuels ခုနရုပ်ကျွမ်းလောင်စာတွေပေါ်မှာမိခိုမဲ့အစပြန်လဲပြွှေးမြန်စွမ်းရည်တွေကိုရှာဖွေသုံးစွဲဖို့အတွက်ကပို့ပြီးတော့မှအရေးပါလာတယ်။ Now ဒီနေ့ခေတ်မှာဆိုလို့ရှိရင်တော့ The use of renewable energy is becoming more and more common worldwide ။ကမ္ဘာအနှံ့မှာပြန်လဲပြွှေးမြန်စွမ်းရည်သုံးစွဲမှုတွေပို့ပို့ပြီးတော့မှတွေ့ရတာများလာပါတယ်။ Renewable energy and its benefits ပြန်လဲပြွှေးမြန်စွမ်းရည်ဆိုတာဘာလဲ။ သူ့ရဲ့ကောင်းကျိုးတွေကဘယ်ဟာတွေရှိလဲဆရာတို့ဆက်ပြီးတော့ကြည့်ရအောင် renewable energy refers to အဲ့တော့ပြန်လဲဖြစ်ဖြစ်မြတ်ဆိုရင်ဆိုတာဘာလဲသူကစပြီးတော့ရှင်းပြတယ် energy that is produced using the sun wind water etc နေရောင်ခြည်ဆိုင်ရင်လေကနေရတဲ့ဆိုင်ရင်ရေအားလျှက်စိတ်ကနေရတဲ့ဆိုင်ရင်ဓာတ်တွေကိုအသုံးပြုတာကိုပြန်လဲဖြစ်ဖြစ်မြတ်ဆိုင်ရင်လို့ခေါ်ပါတယ် rather than using fuels such as oil gas and coal ရုပ်ကြွေးနောင်စာတွေဖြစ်တဲ့ ဒီရေနန်းတို့တဘာတံခွေတို့ကြောင်မီသွေးတို့သုံးမဲ့အစားခုနလိုမျိုးနေအောင်ကြီးတို့ရေအားလျက်ဆက်တို့လေအားလျက်ဆက်တို့သုံးတာကိုပြန်ပြီးပြပြမြဆွမ်းရင်သုံးတယ်လို့ခေါ်တယ် The sun, wind, water, waste and heat are all rich sources of renewable energy နေအောင်ကြီးလေအားရေအားပြီးတော့စွန့်ပြအမိုက်တရေပြီးတော့အပူရေသည်ဒါ renewable energy တွေဖြစ်ပါတယ်ပြန်ပြီးပြပြမြဆွမ်းရင်အရင်းမြစ်တွေပဲဖြစ်ပါတယ် These energy sources can never run out or inexhaustible and so they are known as renewable energy sources သူတို့ကိုဘာလို့ renewable energy လို့ခေါ်တာလဲဆိုလို့ရှိရင်ဒီစွမ်းရည်အရင်းမြစ်တွေက can never run out ဘာမှမကုန်ဘူးအဲ့ဒါ inexhaustible not can never run out ကိုပဲစလုံး fancy စလုံးပေါ့လေဒီစလုံးအလှလေးနဲ့သူကပြောထားတာက inexhaustible ပေါ့တုံးရမကုန်တာပေါ့လေเนาะဒါကြောင့်မလို့သူတို့ကို renewable energy sources ပြန်လည်ပြည့်ပြည့်မြတ်စွမ်းရည်လို့ပြောပါတယ် specifically တိတိကျကျပြောရမယ်ဆိုလို့ရှိရင်တော့ energy from the sun is considered an inexhaustible resource နေအောင်ကြီးကရတဲ့စွမ်းအင်ကိုဒါ inexhaustible resource ပေါ့လေဘယ်တော့မှမကုန်မဲ့စွမ်းအရင်းမြစ်ဖြစ်နေသတ်မှတ်ထားကြတယ် as long as the sun exists အော်ဆရာတို့ရဲ့နေလုံးရင်းရှိနေတဲ့ပြည့်က it gives us energy စွမ်းအင်လည်းပေးနေဦးမှာပဲ moreover ဓာတ်ပြင်ကိုမှ renewable energy sources can be recovered or produced without causing co2 emissions ပြန်လည်ပြပြပြစွမ်းအင်ကိုအသုံးချတဲ့အခါမှာ CO2 emission carbon dioxide ထုတ်လွှတ်မှုမပါဘဲနဲ့အသုံးချနိုင်တယ်။ Air pollution and global warming လူလူညံ့ညံ့တာတို့ကဘာကြီးပူနွေးတာတို့ဒါတွေမဖြစ်အောင်လည်းပဲကာကွယ်ပေးနိုင်တယ်။ Renewable energy production is certainly essential if we are to prevent further environmental problems. ရှေ့ဆက်ပြီးတော့ကြုံလာနိုင်ခြေရှိတဲ့သဘာဝပတ်ဝန်းကျင်ပြဿနာတွေကိုကာကွယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ ပြန်လည်ပြွှေမြတ်စွမ်းရည်တွေကိုအသုံးချဖို့ကအရေးပါပါတယ်။ There are many examples of renewable energy sources such as hydropower, wind power, solar energy, biomass energy and geothermal energy. ပြန်လည်ပြွှေမြတ်စွမ်းရည်တွေရဲ့ဥပမာတွေကတော့ hydropower, ရေအားလျက်စက်တို့ wind power လေအားလျက်စက် solar energy နေအောင်ခြေသုံးစွမ်းရည်တို့ biomass energy ဒါဇီဝရုပ်ကြွင်းလောင်စာတွေကနေပြီးတော့မှ biomass energy ဇီဝလောင်စာတို့ geothermal energy မြေရင်းအပူကနေပြီးတော့စွမ်းရည်ပြန်ထုတ်တာတို့ဒါတွေလုပ်လို့ရတယ်ဆိုတော့ဒီအထိကိုတို့တို့တမီးတို့လည်း pronunciation နဲ့နားလည်အောင်လို့ဆရာတစ်ခေါက်ပြန်ပြီးတော့ဖတ်ပြမယ်ဆန်းနဲ့တူတူလိုက်ပြီးတော့ဖတ်ကြည့်မယ် We need energy sources for cars, trains, planes, machines, appliances, and many other energy consuming vehicles and devices. We rely mainly on fossil fuels such as coal, oil, and gas. and we are consuming the world's fossil fuels at an alarming rate. As a result, the amount of carbon dioxide CO2 in the atmosphere is increasing dramatically. Burning fossil fuels for decades has been destructive to the natural environment. Much of the destruction of our environment would not have taken place if these fossil fuels had not been used. In recent years, a great deal of attention has been paid to the dangers of consuming fossil fuels. In addition, the Earth is running out of fossil fuels, which means that there is a need for alternative sources of energy for use on a wide scale. Therefore, it is essential for us to use renewable energy instead of fossil fuels. Now, the use of renewable energy is becoming more and more common worldwide. Renewable energy and its benefits. Renewable energy refers to energy that is produced using the sun, wind, water, etc., rather than using fossil fuels such as oil, gas, and coal. The sun, wind, water, waste, and heat are all resources of renewable energy. These energy sources can never run out or are inexhaustible, and so they are known as renewable energy sources. Specifically, energy from the sun is considered an inexhaustible resource. As long as the sun exists, it gives off energy. Moreover, renewable energy sources can be recovered or produced without causing CO2 emissions, air pollution, and global warming. Renewable energy production is certainly essential if we are to prevent further environmental problems. There are many examples of renewable energy sources such as hydropower, wind power, solar energy, biomass energy, and geothermal energy. 好比阿拉先聊个。Okay. ပြန်လည်ပျော်ပျော်မြတ်စွမ်းရဲ့အရင်မြစ်ဒီတွေကမှပထမဦးဆုံးအရင်မြစ်တစ်ခုဖြစ်တဲ့ Hydro Power ပေါ့လေ။ဒီရလက်စက်အကြောင်းကိုစာပြီးတော့လေ့လာကြရအောင်။ Hydro Power utilizes the power of moving water. အော်ရေအားလက်စက်ဆိုတာဘာလဲ utilize ဆိုတာ use နဲ့အတူတူပါပဲအသုံးချတာရေအားလက်စက်ဆိုတာဘာကိုအသုံးချရလဲဆိုလို့ရှိရင် the power of moving water ရေရဲ့ရွေးရှားမှုကိုအသုံးချပြီးတော့မှစွမ်းအင်ထုတ်လုပ်တာဖြစ်ပါတယ် such as waterfalls rivers and the sea ရေတကုန်နေမြစ်တွေပြီးတော့ပင်လယ်ပြင်တွေပေါ့နော်ဒီအရရှိတဲ့ဒီနေရာတွေမှာရှိတဲ့ရေတွေရဲ့ရွှေရှားမှုကိုအသုံးချပြီးတော့မှလက်ဆစ်ဆွဲရင်ထုတ်တာဖြစ်ပါတယ် electricity is generated when moving water turns turbines လက်ဆစ်တာအပယ်ချင်မှရလဲဆိုလို့ရှိရင်အဲ့ဒီရွှေရှားနေတဲ့ရေကအဲ့ဒီရေအောက်မှာရှိတဲ့တာဘိုင်တွေဆက်တလက်တွေကိုလှည့်စေတဲ့အခါမှာလက်ဆစ်တာရပါတယ် as long as flowing water continues အရေးစီးနေတဲ့ရွေကတော့ AKSF and inexhaustible amount of energy မကုန်မခန်းနိုင်တဲ့စွမ်းအင်ကိုပေးနိုင်ပါတယ်။ Hydropower dams ရာလစ်စက်ထုတ်တဲ့ရေကာကြာတွေတမန်နေသည် are also a source of renewable energy ပြန်ပြီးပြုမြစွမ်းအင်အရေးမြတ်တစ်ခုပဲဖြစ်ပါတယ်။ Power is generated စွမ်းအင်ပဲချိန်မှရလဲဆိုလို့ရှိရင်တော့ when water from the dam is released through turbines တာဘိုင်တွေကိုဖြတ်ပြီးတော့ဒီဆက်တလက်တွေကိုဖြတ်ပြီးတော့မှဒီ ရေကာတာတွေရေလွှတ်ပေးလိုက်တဲ့အခါမှာအဲ့ဒီရေကာတာပိုင်းတွေဘောကနေဖြတ်စီးပြီးတော့စက်တီကူလဲစီးနေတာဒါဆွမ်းရင်ရတာပေါ့နော် Although hydropower plants hardly emit any pollutants into the air အဲ့တော့ဒီရေအားလျှက်စစ်တာအပေးစက်ရုံတွေကတော့လေထဲကိုညဉ့်ဉန်းစေတဲ့အရာတွေတော့ထုတ်လို့ချင်မရှိပေမဲ့လို့လည်းပဲ there are few drawbacks အားနဲ့ချက်တချို့တော့ရှိတယ် Water power turbines can have a negative effect on aquatic wildlife. အဒီရေရလက်ဆက်သုံးတဲ့ကြပိုင်းတွေကိုသုံးချက်အဖြစ်ရေနေတက်တော်ရီအပေါ်မှာစိုးကြိုးတွေတက်ရောက်စေတယ်။ Also ဒါအပြင်ကမှ Building Hydropower Dams ဒီရေရလက်ဆက်သုံးဆက်ရုပ်တွေတိစောက်ချဲသည် causes land behind the dams to flood အဒီရေကာတာတွေစောက်ချင်းအပြင်ဒီရေကာတာတွေနောက်ကမြေပြင်သည် ရေပြင်ကြီးဖြစ်ပြီးရောမှရေကြီးစီတာပေါ့လေ။အဲ့တော့ဒီမှာရေနေတက်တော်ရီအတွက်လည်းအများကြီးထိခိုက်မှုတွေဖြစ်စေတာပေါ့။ One more drawback နောက်ထပ်အားနည်းချက်ကဘာလဲဆိုရင်တော့ the cost of installing hydropower systems are high ဒီရလစ်စတရားပေးဆက်ရုံတိဆောက်ပါခြင်းရဲ့ကုန်ကျစရိတ်ကလည်းပဲအရင်များတာပါပဲနောက်တစ်ခုကတော့ဆရာတို့လေယာဉ်လက်စက်ကြောင်းဆက်ပြီးတော့ကြည့်အောင် to create wind power လေယာဉ်လက်စက်ကိုထုတ်ဖို့ဆိုလို့ရှိရင် large turbines are placed on top of hills offshore လေယာဉ်လက်ကြီးတွေကို တောင်ထိပ်တွေမှာတို့ကမ်းခြေတွေမှာတို့ဓာတ်တွေကိုထားရတယ် energy is generated when the wind turns wind turbines ။စွိုင်းရင်ပဲချိန်မှရလဲလေကနေပြီးတော့မှဒီလေဒလက်ကြီးတွေကိုလဲစီတဲ့အခါမှာစွိုင်းရင်ရတယ်။ Modern windmills or wind turbines can be utilized on a large scale or a small scale. ဒီနေ့ခေတ်မှာဆိုလို့ရှိရင်တော့ဒီလေအားလျက်စက်သုံးတဲ့လေဒလက်ကြီးတွေသည်အကြီးကြီးလည်းသုံးလို့ရသလိုအသေးစားလည်းပဲသုံးလို့ရတယ်။ Unlike hydropower, ရေအားလျက်စက်နဲ့မတူတာက this process is relatively cheap. ရေအားလျက်စက်တဲ့စာရင်တော့ကုန်ကျစရိတ်နည်းတယ်။ And is considered one of the most affordable forms of energy today ဒီနေ့ခေတ်မှာဆိုလို့ရှိရင်တော့ဒါကုန်ကြဆက်အသက်သာဆုံးစွမ်းအင်အဖြစ်နဲ့ယူဆကြတာပေါ့လေ in addition ဒါအပြင်ကို it does not have harmful effects on the air or landed users လေထဲကိုလည်းဘာမှထိခိုက်စေတာမျိုးမရှိသလိုမြေပေါ်ကိုလည်းဘာမှထိခိုက်စေတာမျိုးမရှိဘူး one disadvantage အားနည်းချက်ကဘာလဲဆိုလို့ရှိရင် is that if the wind stops blowing လေတက်တာရက်သွားပြီဆိုလို့ရှိရင်တော့ all wind turbines stop working လေတက်တဲ့အလုပ်လုပ်တော့မှာမဟုတ် like hydropower ဒီအားလက်ဆက်လိုပဲ wind turbines can also be a threat to wildlife ဒီလေယာလက်ဆက်သုံးတဲ့ဒလကြီးတွေကလည်းပဲတရိတ်ဆန်ဒီပေါ်မှာထိခိုက်မှုတွေဖြစ်စေတယ် such as birds and bats in areas အဲ့ဒီလေဒလကြီးတွေရှိတဲ့ဒေသမှာရှိတဲ့ငှက်တွေလင်းတို့တွေပေါ်မှာထိခိုက်မှုတွေဖြစ်စေပါတယ်နောက်တစ်ခုကတော့ solar energy ပေါ့နော်နေအောင်ကြီးစွာရင်သုံးတဲ့လေဆက်တာအားပေးတဲ့ဆက်နှစ်ပါ electricity is generated when sunlight hits the photovoltaic cells on specially designed panels စွိုင်းရဲ့ဘယ်အခြေမှရနိုင်သေးလဲဆိုလို့ရှိရင် နေအောင်ကြီးကနေပြီးတော့မှနေအောင်ကြီးကိုဆုတ်ပြီးတော့ plastic အထုတ်ပေးနိုင်တဲ့ cells တွေပေါ်ကိုဒါနေအောင်ကြီးကြတော့အဲ့ cells တွေကဒီ solar ပြားတွေဖြစ်နေတက်ထားတဲ့အဲ့ဒီ solar ပြားတွေကနေ plastic အရရတယ် the efficiency of the solar panel depends on their location ဒီ solar ပြားတွေ efficient ဖြစ်မဖြစ်စွိုင်းရဲ့များများထုတ်နိုင်လားမထုတ်နိုင်လားဒီသူတို့ရဲ့တည်နေရာပေါ်မှာအရေးပါပါတယ် the sunnier the place အနေအမှာနေသားလေးလေး the more efficient they are ပို့ပြီးတော့မှစွမ်းရင်ထုတ်နိုင်လေးလေးပဲ solar energy is popular in remote areas အဆိုလာဆို energy ပေါ့လေဒီနေအောင်ကြီးစွမ်းအင်ကဘယ်နေရာမှာအရေးပါလဲဆိုလို့ရှိရင် remote areas လူမသူအရောက်ပေါက်နေတဲ့နေရာတွေပြီးတော့နည်းနည်းဝေးလံခေါင်းတီးတဲ့နေရာတွေပေါ့လေဒီလိုနေရာတွေမှာလူသုံးများပါတယ် where there is no access to electricity grid လက်စစ်တအားလိုက်မရှိတဲ့နေရာတွေမှာသုံးတာများတယ် but it is also used as a green alternative to power homes and buildings that are connected to the grid. လက်စစ်တအားလမ်းရှိတဲ့နေရာတွေမှာလည်းပဲအိမ်နေတဲ့အဆောက်အဦတွေကိုစွန့်ရင်ပေးဖို့အနေအမှာ green alternative ပေါ့လေ။ပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ alternative အဖြစ်နဲ့သုံးတာရှိပါတယ်။ This process of converting sunlight into electricity brings many benefits to our environment. ဒီလိုမျိုးနေအောင်ကြီးကနေပြီးတော့စွန့်ရင်ထုတ်တာဒီ brings many benefits to our environment. တဘာပတ်ဝန်းကျင်ပေါ်မှာလည်းကောင်းကျိုးတွေအများကြီးဖြစ်စေတယ်။ it helps control air pollution လူလူညဉ့်ညမ်းမှုကိုလည်းထိန်းချုပ်ပေးနိုင်တယ် it causes no noise ဘာအတန်မှာလည်းမထွက်ဘူးပေါ့လေ and sunlight is a renewable source that will not get used up အနေအောင်ကြီးဆိုတာကလည်းဘယ်တော့မှကုန်မှာမဟုတ်တဲ့ပြန်လည်ပြဖြိုးမြဲဆိုရင်အရေးမြတ်တစ်ခုပဲဖြစ်နေတယ် however ဒါပေမဲ့လည်း a large area of land is needed to produce a large amount of solar power နေအောင်ကြီးဆိုရင်အများကြီးထုတ်ဖို့အတွက်ကိုနေမြေတွေအကျယ်ကြီးလိုအပ်တယ် in some countries တချို့နိုင်ငံတွေမှာကတော့ citizen tend to solar energy on their own နိုင်ငံသားတွေကသူတို့ရဲ့စိတ်တိုင်းကြသူတို့ရဲ့စိတ်အလိုလျောက်ကိုဒီနေအောင်ကြီးစွိုင်းရင်တုံးတဲ့လက်စစ်တားဘေးစနစ်ကိုအသုံးပြုလာကြတာပေါ့ and governments encourage them to adopt solar power system အစိုးရတွေကလည်းပဲဒီလိုမျိုးပြည်သူတွေကိုတုံးကြဖို့ပြန်ပြီးပြည်မြစွိုင်းရင်တွေကိုတုံးကြဖို့အားပေးတာကြီးလည်းပဲရှိပါတယ်ဆိုတော့ဆရာကတော့ဒါစွိုင်းအရေးမြစ်အကြောင်းသုံးခုပြောသားပြီးပြီပေါ့နော်ဆရာပထမဦးဆုံးပြောသွားတာကဟိုက်ဒရိုပါဝါဆိုတော့ရေရလက်စစ်အကြောင်းပြောသွားတယ် ပြီးသွားလို့ရှိရင်ဝင်းပါဝါ၄၄၀ကျောင်းပြောထားတယ်အခုဆိုလာအန်ဂျီပေါ့လေနီယောင်ကြီးစွမ်းရင်ကျောင်းပြောထားတယ်ဆိုတော့ဒီသုံးမှုမှာရှိတဲ့ pronunciation လေးတွေဆက်လို့အတူတူဖတ်ကြည့်ရအောင် hydropower hydropower Hydro utilizes the power of moving water such as waterfalls and rivers and the sea electricity is generated when moving water turns turbines as long as flowing water continues it gives off an inexhaustible amount of energy Hydropower dams are also a source of renewable energy. Power is generated when water from the dam is released through turbines. Although hydropower plants hardly emit any pollutants into the air, there are few drawbacks. Water power turbines can have a negative effect on aquatic wildlife. Also, building hydropower dams causes land behind the dams to flood. One more drawback is that the cost of installing hydropower systems are high wind power. To create wind power, large turbines are placed on top of hills or offshore. Energy is generated where the wind turns and wind turbines. Modern windmills or wind turbines can be utilized on a large scale or a small scale. Unlike hydropower, this process is relatively cheap and is considered one of the most affordable forms of energy today. In addition, it does not have harmful effects on the air or land it uses. One disadvantage is that if the wind stops blowing, all wind turbines stop working. Like hydropower, wind turbines can also be a threat to wildlife such as birds and bats in areas. Solar energy. Electricity is generated when sunlight hits the photovoltaic cells on specially designed panels. The efficiency of solar panels depends on their location. The sunnier the place, the more efficient they are solar energy is popular in remote areas where there is no access to electricity grid. But it is also used as a great alternative to power homes and buildings that are connected to the grid. This process of converting sunlight into electricity brings many benefits to our environment. It helps control air pollution, it causes no noise, and sunlight is a renewable source that will not get used up. However, a large area of land is needed to produce a large amount of solar power. In some countries, citizens turn to solar energy on their own, and governments encourage them to adopt solar power systems. Biomass energy. biomass energy Biomass is biologically produced fuel made from dead plant and animal materials. ဇီဝလောင်စာဆိုတော့ဘာလဲဆိုလို့ရှိရင်တော့ဇီဝနည်းနဲ့ထုတ်လုပ်ထားတဲ့လောင်စာတစ်ခုဖြစ်ပါတယ်။ made from dead plants and animal materials တေးကျေပျက်စီးသွားတဲ့အပင်တွေပြီးတော့တရိစံတွေရဲ့ဒါထွက်လာတဲ့ပစ္စည်းတွေပေါ့လေဒါတွေကနေသုံးတဲ့ဇီဝလောင်စာကိုဒါပြန်လည်ပြည့်ပြည့်များဆွဲရင်ဖြစ်နေတဲ့သုံးတာရှိတယ် it is considered to be the oldest source of renewable energy ဟုတ်ဒီဇီဝလောင်စာတွေပြန်လည်ပြည့်ပြည့်များဆွဲရင်နေထဲမှာဆိုလို့ရှင်တော့အစောဆုံးသုံးပြုခဲ့တဲ့ဆွဲရင်အရင်းမြစ်လို့လည်းပြောလို့ရပါတယ် Biomass energy has been used since humans first started burning wood for fire. ။အစီဝါလောင်စာဆိုတာဘယ်ကတည်းကစတုံးကလေးဆိုလို့ရှိရင်တော့လူတွေမီးကိုစတင်တွေ့ရှိကတဲ့ကဒါတက်သားကိုမီးရှို့ပြီးတော့မီးကိုစပြီးတော့တွေ့ရှိကတဲ့ကိုကဇီဝလောင်စာတွေတုံးခဲ့တာပါ။ The burning of biomass can be used to produce steam. အဲဒီလိုဇီဝလောင်စာတွေကိုမီးရှို့ခြင်းအပြင်ရေနွေးငွေထွက်လာတယ်ပေါ့။ Fish tanks turbines and generates electricity ဒီရေနွေးငွေကနေပြီးတော့ပဲဒါတာဘိုင်းတွေကိုလေပတ်စေပြီးတော့လှည့်စက်တာထွက်စေတာဖြစ်တယ်။ biomass can regrow over a relatively short period of time အစီဝါလောင်စာဆိုတာကကြတော့အလှင်မြန်ချက်ချင်းပြန်ပြည့်တာမျိုးတော့မဟုတ်ပဲမဲ့လို့အချိန်ကာလအပြည့်ဆိုရင်တော့တိုးတောင်းတာပေါ့လေ what does it takes hundreds of millions of years to form fossil fuel ရုပ်ကျွမ်းလောင်စာတွေဖြစ်ဖို့အတွက်ကိုနှစ်သန်းပေါင်းရာနဲ့ချီကြာတဲ့အချိန်မှာဇီဝလောင်စာတွေကတော့10နှစ်15နှစ်နဲ့ဒါပြန်လည်ပြည့်ရှုံးနိုင်စွာရှိတာပေါ့ by using biomass ဇီဝလောင်စာတွေကိုသုံးချက်အပြည့် which is made out of rubbish and other organic waste ညာတော့အဖြစ်ကတော့အမိုက်တည်းရဲ့ပြီးတော့ဇီဝဆုံးဖြတ်ပစ္စည်းတွေပေါ့လေဒါတွေနဲ့အဓိကထားပြီးတော့သုံးနေ we can reduce the need to bury rubbish under the ground in a landfill အော်ဒီဇီဝလောင်စာတွေသုံးချင်အဖြစ်အမိုက်ပုံတွေမှာအမိုက်တွေပုံနေတာကိုလည်းပဲဒါမျက်ချင်းပြနိုင်နေ however ဒါပေမဲ့လည်းပဲ some people are worried တချို့လူတွေကစိတ်ပူတာဘာလဲဆိုရင် the burning biomass ဒီလိုမျိုးဇီဝလောင်စာတွေမိရှို့ခြင်းအဖြစ် causes global warming ကမ္ဘာကြီးပူနေမှုကိုဖြစ်စေတယ် because it produces greenhouse gases ဘာလို့လဲဆိုတော့ဒီဇေဝလောင်စာတွေမီးရှို့ပြီးအသုံးပြုခြင်းအားဖြင့်ဒါ greenhouse gases လို့ခေါ်တဲ့ဖန်လဝင်ဓာတ်ငွေတွေပေါ့လေဒါတွေကိုထွက်စေတာဟုတ် In addition ဒါအပြင်ကမှ it can be expensive to use biomass to generate energy on a large scale ဆိုရင်အများအပြားထုတ်ဖို့အတွက်ဇေဝလောင်စာတွေတုံးလာသည်လည်းပဲဒါဈေးများတယ်ပေါ့လေ expensive ဖြစ်တယ်လို့ပြောလို့ရတယ်ဆိုတော့ဆရာတို့ biomass energy လေးကိုတစ်ခေါက်ဖတ်ကြည့်မယ် biomass energy Biomass is a biologically produced fuel made from dead plant and animal materials. It is considered to be the oldest source of renewable energy. Biomass energy has been used since humans first started burning wood for fire. The burning of biomass can be used to produce steam, which turns turbines and generates electricity. Biomass can be regrown over a relatively short period of time whereas it takes hundreds of millions of years to form fossil fuels. By using biomass, which is made out of rubbish and other organic waste, you can reduce the need to bury rubbish under the ground in a landfill. However, some people are worried that burning biomass causes global warming because it produces greenhouse gases. In addition, it can be expensive to use biomass to generate energy on a large scale. ဆရာဖတ်1လေးကိုတော့ဒီမှာခဏလေးပဲနားလိုက်ပါမယ်တာဝန်သူတို့ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကောအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်